ကျွန်တော်9လလောက်ဒီဇိုင်းဒီမှာလုပ်လိုက်တယ်။9လလောက်ဒီဇိုင်းဒီမှာလုပ်တဲ့အခါကိုယ့်ရဲ့ခန္ဓာကိုယ်ကအာအဲ့မှာနည်းနည်း transform ဖြစ်သွားတာပေါ့နော်။တော်တော်လေးကိုပြောင်းလဲသွားတယ်။အဲ့မှာနည်းနည်းကိုယ့်ကိုဒီရဲ့ feeling ကိုအရင်ကြိုက်သွားတာနော်။ feeling ရမ်းကြိုက်သွားဆိုတော့ဒါကိုအရင်ကြိုက်သွား okay တော့ဒါကိုလုံးမယ်ပေါ့နော်။လုံးမယ်ဆိုတာနဲ့ပြောဆက်လုပ်ဖြစ်တာပေါ့နော်။ကဲကဲဘူးတယ်။ဟိုကျွန်တော်အကြောင်းသားပွဲတွေပေါ့နော်။အကြောင်းသားအဲဒိုင်းနမီတွေပွဲတွေတော့ကဲကဲဘူးတယ်။

်အာ sorry တွေ့ရယ်နောက်ပိုင်းဒီလောကနဲ့ရင်းနှီးတဲ့လူနဲ့တွာလာလှုပ်ရှားနေတဲ့ခါကျဒီတားနဲ့တိတ်မစိမ့်ဘူးဖြစ်လာပါတော့တိတ်မစိမ့်ဘူးဖြစ်လာတဲ့ခါကျတော့နည်းနည်းစိတ်ပါဝင်စားလာတာပေါ့အကိုလည်းလှုပ်ကြည့်မယ်ပေါ့ကိုလည်းလှုပ်ကြည့်မယ်ဆိုတော့ကျွန်တော်လှုပ်လိုက်တယ်ပေါ့နော်ကျွန်တော်9လလောက်ဒီစိုင်းဒီမှာလှုပ်လိုက်တယ်9လလောက်ဒီစိုင်းဒီမှာလှုပ်တဲ့ခါကကိုယ့်ရဲ့ခန္ဓာကိုယ်ကအာအဲ့မှာနည်းနည်း transform ဖြစ်သွားတာပေါ့နော်တော်တော်လေးကိုပြောင်းလဲသွားတယ်အဲ့မှာနည်းနည်းကိုယ့်ကိုဒီရဲ့ feeling ကိုရမ်းကြိုက်သွားတာနော် feeling ရမ်းကြိုက်သွားဆိုတော့ဒါကိုရမ်းကြိုက်သွား okay ဒါကိုလုံးမယ်ပေါ့နော်လုံးမယ်ဆိုတာနဲ့ပြောဆက်လုပ်ဖြစ်တာပေါ့နော်အရင်တော့ကျွန်တော်2000 55ဆက်ချောက်ကျွန်တော်တိတိလေးကျွန်တော်ဘောလုံးကန်တဲ့လူဆိုတိတိတိုင်းပဲဟိုအရန်တိတိလေးပေါ့နော်ပပင်းလေးရဲ့ဟုတ်ဟုတ်ဘောလုံးသမားဆိုတော့အိမ်မက်ကဘောလုံးသမားအိမ်မက်ပေါ့နော်ဒါပေမဲ့ဖြုတ်ခွင့်မရပါဘူးโอเคကဲခဲ့ဘူးတယ်ဟိုကျွန်တော်ចောင်းသားပွဲတွေပေါ့နော်ចောင်းသားအဲဒိုင်းနမစ်တွေပွဲတွေတော့ ကန်ခဲ့ဘူးလားโอเคဟုတ်ကျွန်တော်တို့ကျွန်တော်ပြုံးနေပါဆိုနေအဲ့လိုပေါ့အเจ้าသားလေးရွေးစင်ဟောပါခဲ့ရဘူးလားပေါ့နော်โอเคဟုတ်အဖိုးကြီးနေဟောအဖိုးကြီးနေအဖိုးကြီးတန်ထားပါနော်အဟုတ်အဲ့လိုကိုယ် transform ဖြစ်သွားတဲ့အချိန်မှာဟောကျွန်တော်ကျွန်တော်ဖြစ်သွားတဲ့အချိန်မှာကျွန်တော်ခါမအိမ်မရှုပ်ဘူးအိမ်မရှုပ်ပြီးတော့မကြည့်ဘူးပေါ့နော်အာကျွန်တော်ဆရာကျွန်တော်ခမရအိမ်လေးပါရှုပ်ပြီးကြည့်ကြည့်ပေါ့အရင်မိုက်လေးပေါ့နော် အာကျွန်တော်ကြည့်ကြည့်တော့အမဆိုးဘောဆိုးဆိုတော့ဒါဝါသနာပါဝါတယ်ပေါ့နော်ဝါသနာပါဝါတော့ပထမတစ်ချက်ကဟိုကိုအလုံးလုံးတယ်တွားရလာလှောက်ရှာနေရပေါ့နော်အဆက်ပါအဝဆဝဆဝထဝဆဝထမှာအဆက်ပါနော်နည်းနည်းကိုကိုဖိနက်ရှိရလို့ခံစားရတယ်ပြီးတော့ဟိုဘောလုံးကန်တာနဲ့ဘောလုံးကန်တာပေါ့ထားပါတော့အာကနာလုတာအတူတူပေါ့နော်ဒါမှမတူဘူးပေါ့နော်ဒီကကြာကိုကိုဖိနက်ကိုနည်းနည်းတက်စေလို့ခံစားရပေါ့နော်အဝထစားတာပါဆိုနေစပတ်ကြရလို့ခံစားရပေါ့အဲ့ဖိလေးကိုကြိုက်တော့ဒီဘက်လောကထဲကိုအာရောက်လာတာပေါ့နော် အာကျောင်းငယ်ချင်းတော့ပြောပါတယ်ဟုတ်အဒီကောင်တကယ်လုံးနေပေါ့နော်ဒါဒီကောင်ဟုတ်ဟုတ်ရဲ့လားပေါ့တကယ်လုံးနေပြီလားပေါ့တကယ်လုံးနေပေါ့နော်လုံးနေတယ်တော့အဲ့လိုပြောမှုရပေါ့နော်နောက်တစ်ခုရှိတာကျွန်တော်အေးရတော့ကျွန်တော်ဒါမျိုးတွေသိပြီလောက်ဖို့သိအောင်ပေးပေါ့နော်သိအောင်ပေးဘူးဒါမှမဟုတ်ကျွန်တော်ကငါလုပ်တယ်ဟိုကိုဝါသနာပါတယ်ဟုတ်ထားပါတော့ကျွန်တော်ကျွန်တော်ကျွန်တော်ခြောက်လန်းကျင်တာဘောလုံးသားဖြစ်ချင်တဲ့ခြောက်လန်းကြီးရယ်ပေါ့နော်ဒါပေမဲ့အဲ့လောက်ကတော့ကျွန်တော်ဝင်ကြည့်ရယ်ဝင်ကြည့်လို့ မရခဲ့ဘူးပေါ့နော်မရခဲ့ရတာโอเคကိုမိသားစုထဲမှာပေါ့နော်ဒီအာဂသနဲ့ပတ်သက်တဲ့ဒီအာဂသနဲ့ပတ်သက်တဲ့ knowledge ရှိတဲ့လူတယောက်တော့အဖြစ်ရှင်နေပေါ့နော်အခုအဆိုအဲ့အနိစ္စဆုံးကကိုဘာလုပ်နိုင်လဲပေါ့အနိစ္စဆုံးကကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတော့ဒါပဲရှိရပေါ့နော်ဒါကြီးမြင်နေတာဆိုโอเคဒါကိုလုပ်မယ်ဆိုတော့အဲ့ဒါလုပ်ဖြစ်တာပေါ့လားအော်ဆယ်နှစ်တော့ကျော်လာပြီပေါ့စုတဲ့စိတ်ကတော့အဲ့လိုတော့မရဘူးပေါ့ဟိုကျွန်တော်2000 2018မှာကျွန်တော် body painting တပွဲပြိုင်ခဲ့ပေါ့နော် ော်ဟိုရီဘေးနှစ်ပိုင်းတပွဲပြိုင်မှုရယ်မန်အဲတော့ကမန်ဖစ်စ်ပေါ့နော်မန်ဖစ်စ်ပြိုင်အောင်တပွဲအဲတော့လည်းအတွေ့အကြုံပဲယူလာပါဟိုကဲဟိုအဲ့ဒီလောကမှာတော့ကိုယ့်ရဲ့စီနီယာရှိတဲ့လူစီနီယာတွေအများကြီးရှိတယ်အရင်မိုက်တယ်တို့တွေအရင်အားကြပါနော်ဒါပေမဲ့ကိုကတော့အခုမှစလုပ်တာအဲ့ဒီလောကရဲ့စဝင်ဝင်တာပေါ့နော်ဝင်တယ်အာလောက်ကြည့်ရဲဟောပြအတွေ့အကြုံကြီးတယ်ဆိုတော့သဘောပေါ့နော်အဓိကတော့စင်ပေါ်တစ်ခါတော့တက်ဖူးကျင်တယ်ပေါ့ဟုတ်ကဲ့အာကျွန်တော်ကတော့ အစားအသောက်နဲ့ပတ်သက်တော့အလုံးဝ healthy ပေါ့နော် healthy ပဲစားဖြစ်တာများတယ်အာကြက်သားဆိုရင်အပြုတ်အာအသီးရွက်ဆိုအဲ့လိုအရွက်ဆိုလည်းအပြုတ်ပေါ့နော်အပြုတ်တွေစားတာများတယ်အပြင်စားတာတိတ်မစားဘူးပေါ့နော်မစားတာများတယ်ပေါ့ကြက်သားစားကြက်သားဆိုရင်ကျော်လောဝါပြားဆိုနှစ်ပြားတော့ပေါ့နော်ကြက်ဥက10လုံးပေါ့အဲ့လောက်တော့ဟုတ်ကြက်ဥပါစားရဟုတ်ကြက်10လုံးကြက်ဥကြက်သားဆိုရင်လောဝါပြားနှစ်ပြားပေါ့နော်အာအသီးရွက်ဆိုတော့စားပါတယ်တော်တော်များစားဖြစ်တယ်အရှုံးနဲ့ပတ်သက်တာဘာမှမတောင်းဘူးဟုတ်အဲစားဖြစ်တယ်တော်တော်ကြာပြီ ငါးနေမကောက်ဘူးထင်တယ်။အာခွန်ထင်းလေးလည်းရှင်းနေတော့ရှိတယ်။ဒါပဲစားနေတာ။ခါရရတော့လည်းစားချင်တော့ဒီမှာ။တခါတည်းတော့စားဖြစ်ပါတယ်ပြင်စားစားအပြင်မစားစားဆိုရင်မဲလို့ဟိုဟိုထားပါတော့ဟိုဟောပေါ်တော့ဒါတော့ပါပဲ။ကျန်တာတော့အရှာအဲ့လိုမစားပါဘူး။အရှိုးတွေပါရတော့မစားဖြစ်ဘူး။အာညင်းဝင်တော့ဆိုကျွန်တော်ဆယ်စလုတ်တော့ဆယ်ကျုပ်ဆယ်ကျွန်တော်ကျုပ်ဆယ်ကြော်တာပဲကြိုက်တာနော်ကျုပ်ဟိုကျုပ်က ပြုတ်ထားကြတော့ကျွန်တော်စားတာမျိုးရှတာအရင်ခက်တယ်။အာနောက်ကျွန်တော်ကဒီခဏကိုလိုရှင်တော့အခါကျမရမကလုံးရပါတော့။အာကျုပ်ကိုရေးတယ်မျောရှာ။ဒီကဘိုင်းထဲရောက်ရဘိုင်းထဲရောက်ရင်ပြီးကွာဆိုပြီးတော့ပြန်မှာအရသာခံတော့ရေးတယ်မျောရှာအဲ့လိုပဲလှုပ်တာပါတော့။အနောက်ဘက်တော့လည်းဟိုကျုပ်ကိုဘယ်လိုစားလို့အဆင်ပြေမလဲပေါ့နော်။တခြားဟာနဲ့ရောစားရင်အဆင်ပြေမလားအဲ့လိုကိုယ့်အောင်နဲ့လှုပ်ကြည့်အောင်လှုပ်ကြည့်ရနောက်ပိုင်းကျတော့အဆင်ပြေသွားပါတယ်။ဒီကတော့ပန်းမွှဲစိမ့်ပေါ့နော်။ပန်းမွှဲနဲ့ပတ်သက်တာအာမုံလောက်မုံလောက်အရင်ကြက်တယ်မုံလောက်တော်တော်စားဖြစ်တယ်။မုံလောက်ဟုတ်ကဲ့မုံလောက်နေ အဲ့လိုတော့စဖြစ်တယ်အာနောက်ပိုင်းကတော့ကျွန်တော်ဒီဒီအဖိုးကြီးပြန်ထားပါဘောနော်အဖိုးကြီးပြန်ထားတယ်ဒီကျွန်တော်ကဒီလောကထဲမှာဆက်ရှိနေမှာပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်ဒီဒီ9လပိုင်း25ငိုင်းနေပါဘောနော်အာကျွန်တော်ယူရီးယားမှာပြိုင်ပွဲတစ်ပွဲရှိရမယ်နော်အဲ့ပွဲကိုအတွက်ကျွန်တော်ပြင်ဆင်နေတယ်ပေါ့လောလောဆယ်တော့အာ high drop ပြိုင်ပွဲပေါ့နော်အဲ့တွဲကိုကျွန်တော်ပြင်ဆင်နေပါတယ်ခဏကွာဒီနေ့ပို့ပြီးတော့အရင်လည်းမကြီးချင်ဘူးနော်အာဖိတ်ဖြစ်နေရပါတယ်ဆိုတော့ကျွန်တော်ကအရက်က height ကနည်းနည်းတော်တော့အရင်ကြီးသွားရင်လည်း ရဲကိုကိုပူရလို့ခံစားရအောင်နော်အဲ့ကြောင့်ဒီနေ့လောက်ကတော့တော်ပဲလို့ကျွန်တော်ထင်တယ်။ကောင်မလေးတော့ကောင်မလေးတော့ပြောတော့ကောင်လေးတော့တော်ငေးတယ်။အာကျွန်တော်ထင်တယ်သူတို့လည်းဟိုဘယ်လိုပြောလဲကိုအားကြလို့ပေါ့နော်ကျွန်တော်တို့ဆိုလည်းဒီတိုင်းမှာဟာဟိုပဲမိုက်တယ်ပေါ့နော်ကျွန်တော်တို့ဆိုလည်းအဲ့လိုပဲအားကြခဲ့ဘူးလားဒါသူတို့လည်းဒီလိုပေါ့နော်။အာကျိုးရော်လည်းရှိပါတယ်ကျွန်တော်တို့ training ဘယ်လိုလုပ်ရမလဲပေါ့ညာလို့ဟာရှိပါပေါ့နော်ကိုကိုဒီအတိုင်းဝိုင်းနေရပေါ့နော်ဘယ်လိုလုပ်သေးတယ်ပေါ့အကြံဉာဏ်တော့လို့ပြီးဖြစ်ပါတယ်ဟုတ်အာရှိရယ်ကျွန်တော် အဖိုးကြီးပြိုင်တော့ကျွန်တော်ဝိတ်ချရတယ်ပေါ့နော်အဲတော့အဖိုးကြီးပြိုင်တော့ကျွန်တော် origin စပြိုင်တော့ကျွန်တော်ဝိတ်များတယ်ပေါ့နော်85 kg လောက်ရှိတယ်ပေါ့ပစံက kg ဆိုတော့ကျွန်တော် height နဲ့ဆိုရင်နည်းနည်းများရပါတော့။အဲဆိုကျွန်တော်ကချရတယ်ဝိတ်ချရတယ်။ဟော65လောက်ချရပါတော့။65လောက်ချရအကမှနည်းနည်းပေါ့သွားတော့။အဲ့လိုတော့မခံစားရဘူး။ကျွန်တော်ကမ်းမကြီးမကောင်းချက်ထားတော့တိတ်မရှိဘူး။ဟောနှစ်ချိနေပါတော့။ဟောခေါင်းကြိုက်တာ ဟိုကုတ်ပူတာတလောက်ပဲကျွန်တော်ကြီးမှတော့ဘာမှဖြစ်ဘူးအာကျွန်တော်တနေ့ဟိုဂျင်ကတနေ့ကိုပုံမှန်အဖြစ်တနာ ਈ လောက်ပေါ့တနာ ਈ ပေါ့နာ ਈ ဆိုရင်တစ်ခါကြာရင်လည်းအချိန်မရရင်ရဆိုအချိန်မရရင်လည်းမရဆိုပေါ့မရဘူးဆိုရင်လည်းနောက်နာ ਈ ဝက်နဲ့တော့ကိုဆော့ရင်တော့ထားပါတော့အာကိုဒီနေ့ဘာဆော့မလဲအာ exercise ငါးမျိုးဆော့ငါးမျိုးနာ ਈ ဝက်နဲ့ပြအောင်ဆော့ရမယ်လို့တော့မေးအဖြစ်ဖြစ်အောင်ဆော့ရဟိုဒီအကနာနဲ့ပတ်သက်ပြီးရောလဲထဲထဲဝင်ဝင်အော်လိုက်စားစီချင်တယ်ပေါ့နော်လက်ထဲဝင်လိုက်စားရင်ဒီအားသားနဲ့ပတ်သက်ပြီးရောလဲဟို ဒီ knowledge တွေတည်ထားစေခြင်းတယ်ပေါ့နော်ဒါမှဟိုကိုယ်မှာရှိရကိုယ့်ရဲ့မိသားစုတွေအာကိုယ့်ရဲ့ရှစ်ခင်ရလူတွေကိုအကြံဉာဏ်ကောင်းဉာဏ်ကောင်းလေးပေါ့နော်ဒါပါတော့ဒီ exercise နဲ့ပတ်သက်တာပဲဖြစ်ဖြစ်ဒီအစားအသောက်နဲ့ပတ်သက်တာပဲဖြစ်ဖြစ်ဒီအစားအသောက်နဲ့ knowledge တွေကို sharing လုပ်လို့ရအောင်ပေါ့နော်ကိုကအများကြီးတည်ထားတင်တယ်လို့ထင်ပါတယ်ဒါမှသာလျှင်ဟို ကိုကကိုကတိထားတော့ကိုကျွန်တဲ့ကိုမိသားစုလည်းကိုတိထားတော့ရှောင်းရဆောင်းပါဘောเนาะဒါလေးပြောပြလို့ရအောင်ဟုတ်ဒါလေးတော့တိထားစီပါဗျာဟုတ်ကဲ့ဟုတ်ကျွန်တော်ကတော့ဒီမှာ balance ပါပဲအာအများရှိပါဘောเนาะအဲကျွန်တော် evening ဆိုတော့လေ evening ဆိုကျွန်တော်တနားရနေည7:00နာရီအထိရှိရပါဘောเนาะ